အသိဉာဏ်ပါတဲ့ဝိပဿနာ၄ခုနဲ့ပရိသေနေတဲ့ပုဂ္ဂိုလ်ဟာတရားထူးတရားမြတ်ကိုကျင့်ကြံကြုတ်ကိုအထောက်မဲ့ဆိုရင်ဒီဘဝတွင်ရတယ်။ဘာဖြစ်လို့တော့ဆိုအိုင်ကျူမြင့်နေပေါ့။မှန်ပါပါဗျာ။သူ့ရဲ့ပင်ကိုတတ္တိတွေစွမ်းရည်တတ္တိတွေအပြည့်ရှိတယ်လို့ပြောတာနော်။မှန်ပါပါဗျာ။သူ့တရေစိတ်ကတည်းကအပြည့်ပါလာပြီလား။သို့တော့မလို့ရင်ဘာမှမရဘူး။ ဆိုတော့မျိုးစေ့လေးကအမတန်ကောင်းတယ်မြေနဲ့ရေနဲ့ချမဆိုင်ဘူးဆိုမတန်ဘူးအဲ့ဒါမပေါက်နိုင်ဘူးအပင်မပေါက်နိုင်ဘူးမျိုးစေ့လေးကတော့အောင်တယ်ဟုတ်လားမြေမကောင်းဘူးရေမကောင်းဘူးဆိုလည်းအပင်လီမာပဲဒါတော့မှန်ပါပါမျိုးစေ့လေးကောင်းနေတယ်နောက်ထပ်အထောက်ပံ့အကြောင်းတွေလည်းကောင်းနေမယ်ဆိုရင်တိတ်ကြီးထွားတဲ့အပင်ကြီးတစ်ခုဖြစ်နိုင်တယ်ပေါ့မှန်ပါပါအေးထို့တူပဲဒီအသိဉာဏ်ပါတဲ့ ပရိသေစိတ်၄ခုနဲ့ပရိသေတွေနေတဲ့ပုဂ္ဂိုလ်ကိုတိဟိတ်ပုဂ္ဂိုလ်လို့ခေါ်ကြတာဘာဖြစ်လို့လဲဆိုညံပါလို့အလောဘအဒေါသအမောဟဒီဟာကိုဟိတ်လို့ခေါ်တာဟေတုအဲ့တော့ဟေတုကိုဟိတ်လို့ပြန်တာတိဟိတ်ပုဂ္ဂိုလ်တိဟိတ်ပုဂ္ဂိုလ်ဆိုတာအတိညာပါတဲ့ပရိသေစိတ်နဲ့ပရိသေနေတဲ့ပုဂ္ဂိုလ်လို့ပြောတာနော်မှန်ပါပါဗျာ အတိညာမပါဘူးလို့ဆိုလို့ချင်းအလောဘအရောဒနှစ်ခုတင်ဖြစ်လို့ဒွိဟိတ်ပုဂ္ဂိုလ်ဒွိဆိုတာနှစ်ဒွိဟိတုကအဲ့ဒီဒွိဟိတုကပုဂ္ဂိုလ်ဟာတဲ့ဒီဘဝတရားဘလောက်ကျင့်ကျင့်ဒီဘဝမှာသူအဆက်မိမိမရဘူးတဲ့မှန်ပါပါကျင့်သည့်အတွက်ကြောင့်အကျိုးမဲ့တော့မဖြစ်ဘူးနောင်ဘဝအတွက်သူကအထောက်အကူတွေအများကြီးရသွားမယ်မှန်ပါပါလောက်တာတော့အကျိုးမဲ့ပဲဖြစ်ဘူးအဲ့တော့ဒီဘဝမှာမ အောင်မြင်နိုင်လောက်အောင်သူ့မှာစွန့်ရည်တတိမပြေဘူးလို့ပြောတာနော်မှန်ပါပါပြလုံးသည့်အတွက်ကြောင့်သူ့အကျိုးမရဘူးမဟုတ်ဘူးအကျိုးရတချို့ကထင်တယ်ငါတို့ကဒွိဟိတ်ပဲဒီဘဝတရားထုတ်နေလို့၎င်းပဲမထုတ်ဘူးဆိုရင်ပိုးဆိုးသွားမှာပေါ့မှန်ပါပါပြလုံးနေလို့ရှိရင်စွန့်ရည်တတိတွေတက်လာမှာပဲဒါမှန်ပါပါဝိရိယအကျိုးနဲ့စွန့်ရည်တတိတွေတက်လာပြီးတော့နောက်ဘဝကျဆင်းမြင်းတဲ့စီရောက်သွားတာပဲဒါမှန်ပါပါ မလုတ်ဘူးဆိုရင်ဒီအဆင့်ကတက်မှာမဟုတ်ဘူးဟုတ်လားမှန်ပါပါဘုရားအဲဒါကြောင့်လို့ဉာဏ်ရည်ထမြက်တဲ့ပုဂ္ဂိုလ်တွေဂေါရမမြတ်စွာဘုရားလက်ထက်ကယဟန္တာတို့ဒီအနာဂါနုတဂရဂါနုသောတပန်နုဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာဟောဒီဉာဏ်ပါတဲ့ပရိသေရိစိတ်နဲ့ပရိသေရိနေသွားတဲ့ပုဂ္ဂိုလ်တွေကြီးပဲအဲ့ဒီပုဂ္ဂိုလ်တွေကြတော့တရားနာတရားအထုတ်ပြီဆိုလို့ရှိရင်လုံရင်လုံးသလောက်ဘာဖြစ်လို့အခြေခံကောင်းတာ လုံးရင်လုံးတလောက်သူတို့မှအောင်မြင်မှုတွေရရှိသွားတယ်။စံတရားတွေရနိုင်တယ်၊မတရားတွေရနိုင်တယ်။ကဲဒီအခြေခံစိတ်ကလေးဟာညံပါတဲ့တရေစိတ်နဲ့ညံမပါတဲ့တရေစိတ်လေးဟာဘယ်သူကနေပေးအပ်လိုက်တာတော့ဆိုအတိတ်ကံကနေပေးအပ်လိုက်တာ